မရလဲပူတယ်မိရလဲပြက်တယ်ကိုရှိယူချင်းမချောလားချောတာမချောလားမသိဘူးမပူတာသေးတော့မဲ့မပူနဲ့ကျမကိုရက်ကလေးတစ်ချက်နဲ့ချက်တော့လာခတ်ပေးပါလားကျမချောတယ်ဆိုရှင်းလားရက်ခတ်လိုက်စမ်းပါကို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 တော်ကပဲမနေလုံနေရပူဝါကြီးလို့မိရလဲတနေလုံးမလာဘူးနေရလဲပူတယ်ဒီမှာလဲကျမတို့ဒီမှာကျပိတ်ထားတာအလောင်းပြီးတော့ပိတ်ထားကိုကြည့်ရွှေလောက်ထားတာလေကိုကြည့်ရွှေကိုကြည့်ရွှေရဲ့လက်ရလေးတွေကကျမဝုံး 老一年嘛太差了，你看可怜的狗奴，陪你我变笨，还没得老不了，过几就来啊。他他们咋办？我们嘞，你碰见了拍对一下他们现在歇呗，估计就我们那山地那里他们咋呢？那家走了。我、啊、比你，我比你。你 နေမဲ့လောနေမဲ့လောဟင်းဒီမှာတို့စီရတော့အရှက်မယ်ခရမ်းသီးရတညင်းသီးရနွယ်လင်းညွန့်နေရကစားကြပါဦးမလားအမလေးငါနဲ့ငါလည်းလှအနေနဲ့အဖက်တီးပြီးပြီးတော့ကိုကြီးရွှေဖုံးနဲ့ရိုက်ချင်အဲ့လိုပဲအဖက်တီးနေတယ်မမို့မလှတာတော့မှပဲတော်တော်ကိုလှပါခမင်းရလည်းကူမနဲ့စားလို့ကောင်းတယ်ထမင်းစားမကောင်းကြရင်လာစားကြပါမမိုးကချက်ကြွေးပါတယ်ဟိုဘဟိုဘအညာအညာသားလဲမမိုးကြွေးနေရတယ် အညာသားတော်မှာပဲအညာကိုမပြန်နိုင်ဖြစ်နေငမို့လက်ရစပြီးတော့ဘလေးဝမ်းမနိုင်ဘလေးပိုင်းတန်းနိုင်တော့ဟုတ်ကဲ့မမို့တော့အိမ်မောကိုကြီးကြီးနှင်းချလိုက်လို့ကြောက်တော်ကြီးပြန်มาလာပြီးတော့ကြောက်နေရပါရှင်ကဲ့တမီးဟုတ်ကဲ့ရှင်ဒီမှာရှင်တင်ငန်းကတ်နေပါတယ်ရှင် ကျောက်တော်ကြီးဖေမှာဘိုင်းနဲ့ရွှေသင်္ကန်းကတ်နေတာပါရှင်ကိုကြီးရွှေနှင်းချလိုက်လို့မမ်မုံစိတ်ဆိုးပြီးဆင်းလာတာဖရာရိတ်တရားရိတ်မှာလာခေါ်တာအစင်မသိရင်လည်းမမ်မုံသီလရှင်ကိုသိရင်လည်းဝက်လိုက်တော့အဲ့ကြီးရွှေဆိုတဲ့လူကိုပေါင်းမှုကတော့စိတ်ကူးထဲမှာရှိကုန်မရှိတော့မနေ့ရက်တည်းကစိတ်ကုန်နေတာခိုက်မရလို့လေအားကြောင့်ကျမဖရာဘော်ကိုရောက်နေတာဖရာရိတ်တရားရိတ်မှာမမ်မုံခိုးလို့မတော့မရှင်ကိုကြီးရွှေတို့တော့မပေါင်းတော့ဘူးစိတ်ကုန်သွားပါပြီနော်အားလုံးကို ဟုတ်ကြပါကျေကျွင်းဆူတောင်းတကယ်ပြည့်ရဆိုဟုတ်လားလကားရှော့ပြောတော့မိမရဲ့ရောက်တော့ဖြင့်ငငယ်လေးရဲ့ဆူတောင်းတာခုထိမပြည့်ဘူးဟုတ်ကြပါဆူတောင်းလို့မိမစရောလေးရပါသေးလို့ငင်္ဂလာပါသမီးအဝေးရောက်နေလို့အဖေနဲ့အမေကိုမတွေ့ရလို့သတိရနေတယ်ပေါ့နော်အဖေနဲ့အမေကလည်းသမီးကိုသတိရနေမှာပါအမြဲတမ်းနော်မိဘတွေရဲ့ရင်ထဲမှာလည်းသားသမီးတွေကိုပူဆွေးတော့က ရန်ဆိုတတိယနေရပါတယ်အန်ဒီလည်းတာလီယာအဝေးမှာဆိုတော့တမီလေးရဲ့ခန်းစားချက်ကိုလည်းနားလည်ပါတယ်တမီလေးရဲ့ဒီနေ့နေ့တစ်ချိန်ချိန်မှာမြန်မာပြည်ကိုအမြန်ဆုံးပြန်ရောက်နိုင်ပါစေမိသားစုတွေစုံစုံစည်းစည်းရှိပါစေလို့အန်ဒီကစုံမုံကောင်းတောင်းပေးပါတယ် နိုင်ငံရဲ့ချမ်းမရောက်ရှိနေတဲ့သာသမီလေးတွေအချိန်တိုင်းမိသားစုနဲ့မြန်မာနိုင်ငံကိုအမြဲဆုံးပြန်လည်ဆောင်စည်းနိုင်ပါစေလို့အန်ဒီကအမြဲတမ်းဆုဆုတောင်းနေပါတယ်။တမီးလေးတို့သားလေးတို့တွေအားလုံးပဲဖိုင်တယ်မှာနော်အားတင်ထားကြပါမြန်မာနိုင်ငံကိုပြန်လာကြရတော့မှာပါတမီးလေးတို့နော်သားလေးတို့အားလုံးအဆင်ပြေချောမွေ့ကြပါစေ။